အားလုံးပဲမင်္ဂလာပါဗျာ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ Champions ပြိုင်ပွဲတွေအားလုံးလည်းမင်္ဂလာပါကျွန်တော်အခု33ရက်ပွဲကအခုလေးရင်ပြီးသွားတယ်ကျွန်တော်မြန်မာစံတော်ချိန်ညနေ6:00နာရီဘက်မှာကစားတဲ့ပွဲ Manchester United အသင်းက Crystal Palace ကိုဒါအဝေးကွင်းမှာနိုင်ပွဲရခဲ့တယ်ပထမပိုင်းမှာ United ကစားပုံတော်တော်အခြေအနေဆိုးတယ်ဒုတိယပိုင်းမှာ Palace ကစားပုံအခြေအနေဆိုးတယ်နောက်ဆုံးမှာ Manchester United အသင်းက set piece ဒါ twin goal နဲ့အနိုင်ရခဲ့တယ်ဆိုတော့ပွဲဆော့ဆော့ချင်းဒီ10မိနစ်2မိနစ်လောက် မာတီမန်ချက်စတာနဲ့အတင်ဝုန်းဝုန်းနဲ့ကစားတော့တွေ့ရတယ်။ဒါပေမဲ့သိမကြလိုက်ဘူး game ကဒီ၄၅မိနစ်လောက်အာစပြီးတော့ Palace က United နဲ့ပတ်သက်ပြီးတော့နားလေသွားတာက Manchester United အတင်ရဲ့ခံစစ် structure ကအားနေတယ်။ United ရဲ့ခံစစ် line ဟာ reaction လုပ်တဲ့ပုံစံကနှေးတယ်ပြီးတော့ဒီ Amorin ရဲ့ double pivot Casemiro နဲ့ Bruno Fernandes ဟာဒီ space တွေအများကြီး ဟိုကြံထက်တဲ့ကစားသမားတွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖဲလစ်သဘောပေါက်တယ်ကစားတဲ့အခါမှာလည်းတကယ်လည်း Manchester United အသင်းဟာဒီအခြေအနေအရအဆင်ပြေသလိုကစားနေတဲ့ပုံစံပေါက်ပြီးတော့ကွင်းလေဝင်ရိုးဆိုတဲ့အပိုင်းကိုတိတ်ပြီးတော့မတွေ့ရဘူးဆိုတော့အဲ့ဒီအချိန်ကစပြီးတော့ဒီပွဲအစ5မိနစ်6မိနစ်9မိနစ်လောက်ကစပြီးတော့ Palace ရဲ့ structure ကပို့ပြီးတော့အားကောင်းလာတယ် Palace မှာက ဒီ number 9ပေါ့เนาะဒီတကယ် real number 9ပြီးတော့ aerial power ရှိတယ် aerial jewels တွေရောဒီ ground jewels တွေရောဒါရင်ဆိုင်နိုင်တဲ့တိုးနိုင်တဲ့မထက်ထားရှိတယ်ပြီးတော့တောင်ပံတစ်ဖက်က Jeremy Pino ပြီးတော့ဒီဒီ Sar တကယ် wind thrust တွေအားကောင်းတယ်အဲ့ဒီကစားသမားနှစ်ယောက်ကိုမှ Mitchell Munoz တို့ကလိုက်ပြီးတော့ဝန်းရံပြီးနိုင်တယ် Water နဲ့ Camara ကိုလည်းအားကောင်းတယ် Manchester United မှာကပထမတစ်ပိုင်းလုံး Zaxy နောက်ကိုပြန်လိုက်ဆင်းပေးတယ် ဟို deep အဆုံးကိုဆင်းပေးတယ်။ဒါပေမဲ့သူကစားတာကမဆိုးဆိုတဲ့အခြေအနေမျိုးမှာတကယ် penalty box presence ကသူ့စီမှာမရှိဘူး။ပြီးတော့ Manchester United ရဲ့ win backs တွေဒီဘက်မှာအလုံးမလုံးနိုင်ဘူး။အထူးသဖြင့်ဟိုဒီဘက်ကဒီ Amatielo တော်တော်လေးအဆင်မပြေတဲ့ပွဲမျိုးလည်းပြောလို့ရတယ်။ဒီလိုပဲဒီ Kansas ចောင်းကိုလည်း United ရဲ့ double pivot ဟာအကောက်မပေးနိုင်ဘူး။ဆိုတော့ပေးလိုက်ရတဲ့ goal ကပထမ goal မှာလည်းအဲ့လိုပဲဒီ Dalit ဒီအမားကနေပြီးတော့ဒီမထထအပိုင်းအခွင့်ရသေးတယ်ဘေးထွက်သွားတယ်ဒါပေမဲ့နောက်တစ်ကြိမ်တခါထပ်ပြီးတော့ဒီအဒမ်ဟွာတန်ရဲ့တကယ်ဟို defense ကိုခံစစ် line ကို split လုပ်တဲ့ light the pass lanny euro light တာကိုစူးစမ်းရင်းနဲ့သူ grand hand ချက်ပြတ်သွားတာဒါပေမဲ့သူ hand ချက်ပြတ်သွားတာက back foul ပုံစံဖြစ်သွားတယ်မထထကဒီ penalty ရတယ် penalty ကန်တာကပထမတကူးက double touch ဖြစ်သွားလို့ ်ပြန်ကန်ရတယ်ပြီးတော့နောက်တစ်ချိန်ထပ်ကန်တဲ့အခါကျတော့မာတီတာဖွင့်သွားတယ်ပေါ့ဆိုတော့ပထမပိုင်းမှာနောက်ထပ်တစ်ချိန်ဒီအခွင့်အရေးအပိုင်ခွင့်ထပ်ရတယ်အဲ့ဒီအန်ကတီးယားအန်ကတီးယားကဒီအစ်မိုင်လာဆာတန်ရတော့လူသားဝင်လာတာအဲအန်ကတီးယားလွတ်လွတ်ကျွတ်ကျွတ်ကြီးကိုမှတကယ်အဲ့ဂိုးသာဝင်သွားရင် United ပြန်ပေါ်လာဖို့ခက်တယ်အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာအရာအဲ့ဂိုးကလည်းအန်ကတီးယားလူလဲညံ့တယ်ဒီလူကလူလဲလေးတယ်သုံးဖြတ်ချက်လဲလေးတယ်လူရှော last stage တက်ကနဲ့ကာဝယ်သွားတယ်ဆိုပထမပိုင်းက1 nil အဲပထမပိုင်းမှာကျွန်တော်မြင်ရတဲ့ပုံစံက Manchester United ဟာတဘိုးပဲပြီးရတာကံကောင်းလို့ Palace ဟာတကယ် out run ဖြစ်နေတယ်သူတို့ထက်အဆအဆအရာရာပို့ပြီးတော့အားကောင်းနိုင်တယ်အားကောင်းတယ်ပို့ပြီးတော့တိုက်ခိုင်းနိုင်တယ် pressing ပို့လုံးနိုင်တယ် structure ပို့မိတယ်ပြဿနာကတခုပဲဒီ Ruben Amorim ရဲ့ Manchester United အတင်းဒီတိုင်းဆိုရင်အခြေအနေမကောင်းဘူးဆိုတော့ဟိုခံစားချက်မျိုးအဲ့ United မှာပဲဒီအိုက်ပြဿနာရှိနေတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာ Manchester United ဟာ space တွေကိုပို့ပြီးတော့ face လောက်လာနိုင်တဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဆိုတော့ Dalot ရဲ့ကစားပုံ၊ Zaxi ရဲ့ကစားပုံ အရင်အားကောင်းတယ်။နောက်တစ်ချက်ကဒီ Eddie Nketiah ဝင်လာပြီးကြတဲ့က Palace ကအဲ့ဒီ return ဒီပျောက်ဆုံးသွားသလိုခံစားရတယ်။ Nketiah ဘာတွေလုပ်နေမှမသိတာတွေရော။ ီးတော့ဟိုထိရောက်တဲ့ပုံစံအတွဲဖက်ပုံစံတူးချင်းပုံစံဘာမှအာမကောင်းတာတွေပေါ့ဂိမ်းကတဖြည်းဖြည်းနဲ့ United ဘက်ကိုရောက်လာတယ်ပထမဆုံးကစားတဲ့ United ဟာအားနေတယ်ဆိုဒုတိယပိုင်းကစားတဲ့ Crystal Palace ကစားပုံကလည်းတော်တော်ကိုစိတ်ပျက်စရာကောင်းတယ်ဒီကို download ကစားပုံအရင်ကောင်းလာတယ်သူဒီ central zone အထိဝင်တယ် high half space ကနေကစားတယ်တောင်ပန်းကနေကစားတယ် download ကဒီရာသီမှာဒီလိုခြေစွမ်းမျိုးမပြနိုင်တာကြာပြီ download ကစားပုံအားကောင်းလာတာ ਨੇ အမြတ် အဲ့ဒီဘက်မှာတွဲလုံးတွေကပို့ပြီးတော့အလုပ်ဖြစ်လာတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ Zack Zee ကဟို deep zone တွေမှာကပင်းတယ်တောင်ပံတွေပါထွက်ပြီးကစားလာတယ်အဲ့မှာ number 9ပုံစံ box stay ကိုလည်းသူတိုးဝင်လာမျိုးတွေရှိလာတယ်9 hybrid ပုံစံကစားသလိုနောက်တစ်ချက်ကသူဘောလုံးအထင်းတင်သူ့ကို center ထားပြီးတော့သူ့စီကနေတဆင့်ဒီဘလုခုံးလဲဆို press resistant အာကောင်းတယ်တိုးလို့တိုက်လို့မရဘူးနောက်တစ်ချက်ကအဲလူအုပ်တွေဂျားထဲမှာ tight space ကျဲကနေ ်ဘောလုံးတွေထွက်ထွက်သွားတာမျိုးဇက်ဇီးကိုအချိန်မောမြောက်စွာတွေ့ရတယ်ဇက်ဇီးကတကယ်တော့တရားကြွန်ဂျင်နိုက်တက်ကထွက်ချင်တဲ့ကစားသမားမျိုးပဲဒါပေမဲ့ဒီဘက်မှာကစားသွားတဲ့ဇက်ဇီးရဲ့ခြေစမ်းကတကယ်ကိုကောင်းတယ်အဲ့ပုံစံကိုဟိုထိန်းထားနိုင်ဖို့ပဲလိုတယ်အဲ့ဒီပုံစံအတိုင်းဆိုရင် Benjamin Chesco ထက်ပို့ပြီးတော့အကျိုးပြုနိုင်တယ်လို့တော့ပြောလို့ရတယ်တခုရှိတာက Chesco ကမမိသေးဘူးမိလိုက်ရင်ဂိုးတွေရနိုင်တယ်ဇက်ဇီးကဂိုးအများကြီးမျှော်လင့်ဖို့တော့ခက်တယ်ဒါပေမဲ့အသင်းရဲ့ဒီပုံစံကပို့ပြီးတော့ဟိုတူနဲ့ဆိုစုဖွဲ့ဖို့ ပို့ပြီးတော့စနစ်ကြတာတွေ့ရတယ်သူစီကဘောလုံးတွေသူရဲ့ area သူရဲ့ဒီ block ကမဆို ground ball အဘောလုံးအထင်းအသိဒီလမ်းကြောင်းတွေရောက်ထုတ်ပေးတာတွေအားတွေအကုန်လုံးရုပ်တရက်အားကောင်းလာတယ် crystal palace ကညံ့ပြီးညံ့လာတယ် palace ဟာစုဖွဲ့မှုမရှိဟိုဘာလုံးလို့ဘာကြိုင်မှမသိတဲ့ပုံစံမျိုး united cup တောင်ပိုင်းမှာဒီတဲလုံးသာပျောက်ဆုံးနေဆိုဒုတိယပိုင်းမှာ palace ကလည်းတဲလုံးသာပျောက်ဆုံးနေဒီအန်ဘူမိုကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ game နဲ့ကိုရောက်ရှိလာတယ် ဒါလို့ game နဲ့ရောက်ရှိလာတယ်ပြီးတော့ sexy game နဲ့ရောက်ရှိလာတယ် mason mount က900သွားတယ်ပေါ့နော်ဒီအနိုင်ကိုသူတွင်းသွားတာအဲ့မတိုင်ခင်အထိ mason mount ကကွင်းထဲမှာဘာဘာလုံးနေမှမသိရဘူးဒါပေမဲ့အဲ့ဒီ2-1ဖြစ်ပြီးနောက်ပိုင်းမှာ united ကစားရအောင်တယ်2-1ကပထမ9ကချေဘော့က sexy တွင်းတာ sub piece ပဲဒီ free kick ကိုတကယ် clever move နဲ့အပြင်မှာနေတယ်ဒီ offside line ရဲ့အတွင်းကိုပြန်ဝင်တယ်ပြန်ထွက်တယ် သူရှေ့ဆုံးမှာနေရာယူတဲ့ကန့်ချက်အရန်ကောင်းတယ်ဘလို့မှကိုးနိုင်ကြမရှိလို့ထင်တဲ့ angle ကနေပြီးတော့တောင်ကျင်းနေရာကနေတောင်အကျက်ဘက်ပြန်ပြီးဝင်သွားတယ်ဒန်ဟန်ဒဆန်အားနေတယ်လို့လည်းပြောလို့ရတယ်ခဏမှကန့်ချက်တော်တော်လေးကောင်းတယ်နောက်ဒုတိယကိုးက free kick ကနေရသွားတယ် i free kick ကလည်းအဲ့လိုပဲဒီ capellis ခံစစ်ဒီ bruno fernandes direct ကံပဲပဲတွတ်ထားပုံရတယ်မထင်မဲ့ပဲဟိုဘလို့ဘောလုံးထုတ်ပေးလိုက်တဲ့အချိန်မှာ ကစင်ကလေးပြည့်တက်တဲ့အချိန်မက်ဆင်မောင်းရဲ့ကံကြားက low drive ပြီးတော့ power ပြီးတော့ accuracy အကုန်ပြည့်စုံတယ်ကိုးသွားတယ်အဲ့နောက်ပိုင်း United ကစားတာတကယ်ကောင်း Manchester United တိုက်စစ်ဆင်တဲ့ဘောလုံးတွေလည်းကောင်းတယ်ပြီးတော့ခံစစ်ကိုဒီစုတ်ခံကာခွေပုံလည်းကောင်းတယ်အဲ Palace ကနောက်ဆုံးပွဲပြီးကံဒီကျမှဟိုကောင်းကောင်းဖိကစားနိုင်တော့တယ်ဟို click တချို့အဲ့အချိန်ကျမှစမိတယ်ဒါပေမဲ့မိပြီမယ်အဲ့ဒီအချိန်မှာ United ခံစစ်ကအလုပ်ဖြစ်သွားပြီနောက်ဆုံးတော့ Manchester United အသင်း နိုင်သွားတယ်တကယ်ထားတဲ့တန်အနိုင်ရသွားလို့ပြောလို့ရတယ်ပဲလစ်ကစားပုံဒုတိယကစားပုံတော်တော်ညံ့ပြီးတော့အဲ့ညံ့ပြင်းချင်းဟာ United ရဲ့တုံ့ပြန်မှုကောင်းမှုကျင်းတယ်လဲဆိုင်တယ်လို့ပြောရမယ်ဆိုတော့ဒါရောဒီ United sorry Palace 1 2 United ပွဲနဲ့ပတ်သက်ပြီးတုံ့တက်ခဲ့တာပါပြည့်စုံအားပေးကြပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်